အကြောင်းနည်းနည်းလေးပြောပြရမယ်ဆိုဒါထက်ငယ်ငယ်တုန်းကဂျွန်မမဲတယောက်ဖြစ်နေအာ live ကိုဖြစ်တန်းလာတယ်နောက်ပြီးတော့ Miss မြန်မာတယောက်ဖြစ်နေပေါ့နော်2013မှာ Miss Grand မြန်မာအဖြစ် Miss Grand International ပွဲကိုတော့ပြိုင်ပြီးတော့ဆွေးရည်လည်းရခဲ့ပါတယ်နောက်ပြီးတော့အခုလက်ရှိမှာတော့2014ကနေစပြီးထားတဲ့တရုတ်ဆောင်ဘက်ကို ဟိုခြေလမ်းဆက်လမ်းပြီးတော့တရုတ်ဆောင်ဖြည့်စူးစမ်းနေပါတယ်အခုလက်ရှိမှာရုပ်ရှင်ဇာတ်ကားကြီးလည်းရိုက်ထားလို့ဗီဒီယိုကားလည်းရိုက်နေပါတယ်နောက်ပြီးတော့ဒီ Saturday Sunday မှာဆိုလဲကျွန်းမဆရာမတယောက်ဖြစ်နေအမြဲဟိုဆက်ပြီးတော့လှုပ်ရှားနေပါတယ်ပရာဟိတရေလို့ဆိုလို့ရှိရင်လည်းထားတဲ့တက်အားသွေးပေါ့နော်တခြားအဖွဲ့အစည်းတွေနဲ့ကိုကိုယ်တိုင်ရောဆက်ပြီးတော့လှုပ်ဆောင်နေတဲ့လူတယောက်ဖြစ်ပါတယ်ရှင့် ါထားတဲ့ဂျူမဆိုတော့အသက်9နှစ်လောက်ကစပြီးတော့ဆိုဆိုတော့ဆိုစပြီးစိတ်ဝင်စားဖြစ်တာမြန်မာနိုင်ငံမှာပေါ့နော်ဂျူမကိုအဲ့လိုမြန်မာနိုင်ငံနဲ့ရုရှားနဲ့ပေါ့နော်အဲ့လိုဟိုချစ်ကြည်ပွဲလေးပြိုင်ပွဲလေးရှိတယ်အဲ့ပွဲကိုတော့ကြည့်ပြီးတော့ပို့ပြီးတော့ဟိုစိတ်ဝင်စားရတယ်ပေါ့နော်ပို့ပြီးတော့ဝါသနာပါတယ်အဲ့နောက်ပိုင်းမှာထားတဲ့အင်ရတဲ့ဖေဖေတို့ကလည်းအမြဲပုံမှန်လိုက်ပို့ပေးရတယ်ထားတဲ့လေဟိုစူးစမ်းနေပေါ့နော်တဖြည်းဖြည်းမြန်မာလက်ရွေးစဉ်ဖြစ်လာရဲစီးကိန်းတွေပါရဲတော့ပြိုင်နေကြီးဖြစ်လာပါရှင့် ော့ဟိုကိုယ့်ရဲ့ငယ်ဘဝမှာဖြတ်သန်းခဲ့ရဟာတနေ့နေ့ဒီ training နဲ့အဲ့လိုကြောင်းတောင်တိတ်ပြီးတော့မတက်ဖြစ်ဘူးထားတဲ့ဆောင်ဝဲဖြစ်ရဆိုရင်ဟို state ကြောင်းတော့အကြောင်းတိတ်မတက်ဖြစ်ဘူးအဲ့လိုတခြားနိုင်ငံမှာ joint training တွေပါတွားရတာရှိအဲ့လို training တွားရ3လ5လလောက်ကြာမျိုးဆိုထားတဲ့ဆောင်ဝဲမဖြစ်ရဘူးပြန်ရောက်တဲ့အခါကျမှစာကိုကြက်ပြီးကြောင်းမတက်ရဘောနော်ဟိုစာဘက်တော့နည်းနည်းလေးအားနေပေါ့နော်အဲ့လိုဟိုကြောင်းမတက်ဖဲနဲ့ပြန်ရောက်တော့မှစာစာတွေကြက်စာတွေကြက်ယူဆောင်ဝဲဖြစ်အဲ့လိုမျိုးဖြတ်တန်းရမြားပေါ့နော်အဲ့ဟို လော်လော်ကူကူတော့မဟုတ်ထားရဲ့ဟိုဟို lifestyle ငယ်ဘွားအရင်ခက်ခက်ခဲပင်မန်းနေပေါ့နော်ခလေးတယောက်အနေနဲ့ပင်မန်းနေဟို lifestyle တစ်ခုကိုဖျက်ဆီးခဲ့ရတာမျိုးအဲ့တော့တချို့အခုနောက်ပိုင်းမှာပို့ပြီးတော့အားကစားထက်ပညာရေးပိုင်းပို့ပြီးဦးစားပေးရမိပါရပို့များပေါ့နော်ပို့များခါကျဒီကလည်းနှိရှေလာများရဲဟိုအရင်နေ့ကအရင်များတဲ့ခါကျတိတ်ပြီးအားမပေးရတော့ဒါပေမဲ့အရင်ဟိုပေါ့နော် professional တယောက်မဟုတ်လို့ရှင်တော့မှာ အားကစားလေးတစ်ခုတော့ပုံမှန်တော့ထားတဲ့ကဆော့ဖို့အကြံပေးခြင်းတယ်။ဘာလို့ဆိုတော့ကိုကိုရိုင်းလည်းဂျုံမဆော့လာတဲ့အခါကျတော့ဒီရဲ့အကျိုးဆက်ကကိုအသက်ကြီးလာတဲ့အချိန်မှာပေါ့နော်။ကို့မှာအမြဲအကောင့်ကျိုးအများကြီးဖြစ်လာရဲဆိုတာမြင်ရတယ်။ပြီးတော့ထားတဲ့လည်းအခုလက်ရှိမှာခလေးတို့တင်နေတဲ့အခါကျတော့တချို့ဆိုကျမ်းမာရေးမကောင်းတဲ့ခလေးကျမ်းမာရေးကောင်းလာရှိရဲ။ပြီးတော့အရင် bright မဖြစ်တဲ့ခလေးပေါ့နော်။အဲဆိုဂျုံမကစားကစားရဲဟာလို့နည်းနည်း ဟိုအတားမှန်လူထထောင်နေနေပို့ပြီးတော့ bright ဖြစ်စေဘာလို့လဲဆိုတော့ဒါအဲ့လိုဇောက်ထိုးနေရရပါတယ်အဲ့လိုမျိုးကြီးပါရခါကြပါဘောနော်ခလေးကိုလက်ရှိအမြင်ရတဲ့အချိန်မှာလည်း bright ဖြစ်လာလေးရှိရှိရခါကြအဲ့လိုမျိုးဟို professional ကြီးမဟုတ်နေတာပါဘောနော်ကျမ်းမာကြီးကတော့ကစားသိခြင်းနဲ့ 2005ခုနှစ်ပေါ့နော်ဖိလစ်ပိန်းစီးဂိမ်းမှာနောက်ဆုံးပြိုင်တယ်ပြီးတော့ထားတဲ့2006 2000ခွန်မှာပေါ့နော် University စပြီးတက်တယ်အဲ့ချိန်မှာထားတဲ့အာကားအက်ဆီဒန့်တစ်ခုဖြစ်တယ်ပေါ့နော်ကားအက်ဆီဒန့်ဖြစ်တော့ထားတဲ့ဟိုအာကားကကားမှာဒဏ်ရာရပါဒဏ်ရာရပါထားတဲ့ဆေးရုံတွေပါတက်လိုက်ရပါပေါ့နော်အဲ့လိုမျိုးရှိတော့အဲ့နောက်ပိုင်းမှာထားတဲ့ပြန်ပြီးတော့ဟိုစီးဂိမ်း level ထိရအောင်အရင်မြင့်တဲ့ကစားနည်းပေါ့နော်ပြန်ပြီးတော့မကစားနိုင်တော့မကစားနိုင်တဲ့အချိန်ကြတော့ အဲကျောင်းမဲ့ university ကိုပဲ AA စစ်စစ်တက်တယ်ပေါ့နော်တက်ပြီးတဲ့အချိန်မှာထက်တဲ့ဟိုကိုကတောက်လျှောက်ပေါ့နော်ကို life တစ်ခုလုံးကဒီဟိုကိုနိုင်ငံအတွက်ပေါ့နော်ကိုနိုင်ငံကိုစားပြုနိုင်ငံခြားမှာတောပြိုင်နိုင်ရပါရှိခဲ့တဲ့ခါကြောင့်ဟိုနှမျောရဲ့စိတ် AM ဖြစ်တယ်ပေါ့နော်ဖြစ်တော့ထက်တခြားနီးလန်းနဲ့ကိုရဲ့အရေးချင်းကိုဘယ်လိုခြားပြနိုင်မလဲပေါ့နော်ပြီးတော့ကိုနိုင်ငံကိုစားပြုနေတဲ့ဘယ်ဘယ်နေရာနေပြန်ပြီးပါဝင်နိုင်မလဲပေါ့နော်အဲ့လိုမျိုးစဉ်းစားတော့ 2012လောက်မှာထားတဲ့ Miss Myanmar International နဲ့ပြိုင်ပွဲခေါ်တာရှိရဲ့အဲ့ဒီစားရီအော် Miss တယောက်အနေနဲ့ဆိုလို့ရှင်ကိုယ့်ရဲ့မြန်မာနိုင်ငံကို Miss မြန်မာတယောက်အနေနဲ့နိုင်ငံကိုစားပြုပေါ့နော်ရှင်ပြိုင်နိုင်မယ်ကိုယ့်ရဲ့အရေးချင်းနေလဲခြားပြနိုင်မယ်ပေါ့နော်အဲ့လိုမျိုးစိတ်ကူးနဲ့ထားတဲ့ဟိုဂျွန်မမဲအနေနဲ့နိုင်ငံကိုစားပြုမလုပ်နိုင်တော့တဲ့ခါကျဒီ Miss ဖက်ကိုကူးမယ်ဆိုပြီးထားတဲ့အဲ့လိုစိတ်နဲ့အဲ2012မှာထားစပြီးတော့ Miss မြန်မာ ပြိုင်ဖြစ်တယ်2013မှာထားတဲ့ Miss Grand မြန်မာဖြစ်ရွေးချယ်ခံရတာပါ ဟို university စပြီးတက်နေတော့ကလည်းထားတဲ့ part time အနေနဲ့ပေါ့နော်ဟို international school တခုမှာထားတဲ့အလုပ်လုပ်တယ်ဒီအားကစားပေါ့နော် PE ဆရာမအနေနဲ့သင်ပေးရယ်အဲ့တင်ပေးပြီးတော့ဒီအားကစား university ပေးတဲ့အချိန်မှာထားတဲ့ miss မြန်မာအဖြစ် try နဲ့ try ပြီးတော့ miss မြန်မာတယောက်ဖြစ်လာတဲ့အချိန်မှာ miss တယောက်အနေနဲ့တောင်းဝင်အဲ့လိုပေါ့နော်တနေ့တာထားတဲ့ miss မြန်မာတယောက်အနေနဲ့အဲ့လိုမျိုးနေခဲ့ရယ်နေခဲ့ပြီးတော့နောက်ပိုင်းမှာအဲအရင်တော့ထားတဲ့ university တက်ရင်လည်း ပါတိုင်းလှုပ်လှုပ်တဲ့အချိန်မှာပေါ့နော်အဲ့ရတင်ခဲ့ကလေးရအနောက်ပိုင်းဟာတဲ့တို့မတင်တော့တဲ့အချိန်ကျတော့ဆော့ချင်တယ်ဆော့ချင်တဲ့အခါပြန်ဆက်သွယ်သူဘလို့လာဆော့ချင်ပါတယ်ပေါ့နော်အဲ့လိုပြောထားတယ်လေဩကိုယ့်ရဲ့ပညာလည်းကိုတက်ထားတဲ့ပညာကြီးအလကားဖြစ်မနေရပေါ့နော်နောက်ကလာတဲ့ next generation လူငယ်တွေထားတဲ့ရဲ့ရှိရဲ့ထားတဲ့စမရှိရဲ့အရေးချင်းနေထားတဲ့ရဲ့ပညာအကုန်လုံးပြန်ပြီးတော့ရှိသလောက်ပေါ့နော်မျှဝေပေးခြင်းလေပြန်ပြီးတော့တင်ပေးခြင်းလေအဲ့အကြောင်းပေါ့နော်ဟိုကိုတက်နိုင်တဲ့အချိန်လေးအခုဆိုထားတဲ့ ဟို weekday မှာမဟုတ်ပဲ weekend ပေါ့နော် Saturday Sunday လေးမှာလာပြီးတော့ခလေးတွေကိုပြန်ပြီးတော့သင်ပေးဖြစ်တာပါဟုတ် ကလေးနဲ့မြန်မာကလေးနဲ့ရှင်ကြည့်ရင်တော့ထားတဲ့မျက်စိရှိမှမြင်တာတော့ foreigner ကလေးရဲ့မိဘတွေကအစားဘလို့ အားကစားဆိုအရင်အားပေးရယ်ဘယ်အားကစားနည်းဆိုပေါ့နော်ဂျွန်းမတစ်ခုတည်းမဟုတ်သူတို့ပုံမှန်ကိုလာပို့ပေးရယ်အဲ့လိုမျိုးဒါပေမဲ့ဂျွန်းမမှာဆိုလဲသူတို့မိဘရယ်အဲ့လိုနေပူပူမိုးရွာရွာမိုးရမ်းရွာနေလို့လဲနားတာမရှိဘူးလာပို့ပေးရယ်ပုံမှန်အဲ့လိုမျိုးပေါ့နော်မိဘရယ်ကိုရိုင်းလဲအားပေးရယ်ပြီးတော့ကလေးကိုရိုင်းကလည်းဟိုလှုပ်ချင်နေစေအရင်ရှိရယ်ပေါ့နော်ပြီးတော့အမြမလူတွေကြတော့နေရအဲ့လိုမျိုးပေါ့နော်ဒါအရင်မကြဲပြန့်တာလဲဖြစ်လိမ့်မယ်နိုင်ငံခြားမှာဆိုတော့ဂျွန်းမကစားနည်းအရင်အားပေးကြရတဲ့လူတွေများဒီမှာကျတော့နေရသူတို့သိချာမသိရလေးလဲဖြစ်မယ် အဲ့တော့ဒီကစားနေအရင်မကျဲပြန့်လို့လည်းဖြစ်မှာပေါ့နော်မြန်မာနိုင်ငံမှာတော့အားကစားဆိုလို့ရှိရင်များသောအားဖြင့်ဘောလုံးပဲစဉ်းစားကြအများကြီးဘောလုံးကစားနေပဲကစားကြအများကြီးပေါ့နော်ရှားကစားနေပြီဆိုတိတ်ပြီးတော့ဟိုအားမပေးဘူးနေရာတိတ်ပြီးတော့မရမျိုးရှိရဲအဲ့တော့ အခု foreigner ကလေးဆိုလို့ရှိရင်ဟိုသူတို့မိဘတွေကစာပုံမှန်လာပြီးပို့ပေးတယ်ပို့ပေးဖြစ်မှာကလေးရဲ့ပြောင်းလဲမှုကိုသူတို့မိဘတွေကိုယ်တိုင်မြင်တွေ့နေရတဲ့အခါကျသူကအရင်အားပေးတယ်။ဘာပဲဖြစ်နေဖြစ်နေပေါ့လား။ဥပမာဒါကလေတချို့ကလေးဆိုထားရဲ့စမှာ sorry autism ဖြစ်တဲ့ကလေးလေးတွေပါရှိတယ်။အဲ့လိုမျိုးသူတို့ကလေးဆိုရင် အာဒီအားကစားနည်းကစားလို့ရှိရင်ပေါ့နော်ကစားအားကစားနည်းတစ်ခုလုပ်လို့ရှိရင်ဒီကလေးကပြောင်းလဲလာအဲ့ဒီကလေးဆိုအရင်တော့လာဆော့ဘူးပဲပုံမှန်လေးမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဆော့ရင်ဆော့ရင်သူ့ရဲ့စိတ်အခြေအနေခန္ဓာကိုယ်လေးကပုံမှန်ဖြစ်လာရှိရဲအဲ့လိုမျိုးပေါ့နော်သူဒီနိုင်ငံကနေတခြားနိုင်ငံကိုပြောင်းသွားတာလွဲလို့ပေါ့နော်ပုံမှန်မြဲလာပို့ပေးအဲ့ထားတဲ့ကအကြံဉာဏ်ပေးချင်တာပေါ့နော်ဒီမြန်မာပြည်ကဟိုအကုန်လုံးပေါ့နော်ဟိုကိုယ့်ရဲ့တာသမီရောပေါ့နော်ဟိုပုံမှန်လေးတော့အဲ့လို အာအာကစားကိုအများကြီးအားပေးစေချင်တယ်။ဘာလို့လဲဆိုတော့အာကစားကိုအားပေးလို့အာကစားဘက်မှာထူးချွန်တဲ့ကလေးကပညာရေးဘက်မှာလည်းထူးချွန်ပါတယ်။အဖက်ဖက်မှာပေါ့နော်ဟိုပို့ပြီးတော့ bright ဖြစ်တယ်။အဲ့လိုမျိုး light လို့မိရယ်ပေါ့နော်။အဲ့လိုမျိုးဆိုတာထပ်ထပ်အားပေးစေချင်တယ်။ဟုတ်။တချို့ဆိုလေသူတို့တော့ပြိုင်နေဆူရရခဲ့ဘယ်သူမှမတိလိုက်တာမျိုးပေါ့။အဲ့လိုမျိုးရှိတဲ့အခါကျအဓိကတော့ဟိုပန့်ပိုးမှုအားအများကြီးလိုရလို့ထင်တယ်။ထပ်ထပ်အနေနဲ့ပေါ့နော်။ထပ်ထပ်တို့ငငယ်တော့ကစားနေတဲ့အချိန်မှာထပ်ထပ်တို့လည်းသူတို့လာနေတဲ့အများပေါ့နော်။အဲ့လိုလက်ရွေးစင်တယောက်ဖြစ်လာရဆိုလို့ရှိရင် ထောက်ပံ့ရေးပေးရရှိရယ်ပံ့ပိုးမှုရှိရယ်ဒါပေမဲ့တခြားနိုင်ငံတွေမတူဘူးပေါ့နော်မတူတဲ့အခါကျဒီမှာဟိုအချိန်ကုန်တယ်လို့ပဲတော်တော်များများမိပါတွေတွေးကြတယ်ဘာမှမရဘူးပေါ့နော်ထောက်ပံ့မှုလည်းမရှိဆိုပြီးတော့ facility ပိုင်းကအဆပေါ့ဥမာထားတဲ့ဒီဂျွမ်းမမှာဆိုဂျွမ်းမပစ္စည်းအများကြီးလိုတယ်အဲ့လို facility ပိုင်းကအဆဟိုပံ့ပိုးမှုအားအများကြီးလိုတယ်အများကြီးလိုတဲ့အခါကျထားတဲ့ကစားရောင်းကဘယ်လိုဖြစ်လဲဆိုတော့ဒီမှာရှိတဲ့ပစ္စည်းကဒီ quality လောက်ပဲရှိရဲဟာကိုကဥမာ ခုံတဲ့ဟာဆိုအရင်မာတဲ့ဟာနဲ့ထားတဲ့ကခုံခဲ့ရတယ်ပေါ့နော်တကယ်ငယ်ပြိုင်ပွဲသွားတဲ့ဟာကျသူတို့ရဲ့ပစ္စည်းအရင်ကောင်းပြီး soft ဖြစ်နေတဲ့ဟာအဲ့မြအဲ့မှာကိုကဒီနိုင်ငံမှာလေ့ကျင့်နေတဲ့အချိန်မှာဟိုမှာသွားပြီးခုံလိုက်တဲ့အခါကျလူရလေထဲမှာလွင့်ပြီးအရင်မြောက်တက်ပြီးတော့ပြုတ်ကြတာပေါ့နော်အဲ့လိုကိုကိုကို control မလုပ်နိုင်တော့ဘာလို့ဆိုကိုကဒီမှာအရင်အားကိုအားအရင်တုံးပြီးတော့ကိုကလောက်ခဲ့ရဟိုရောက်တဲ့အခါကျအားနည်းနည်းတုံးတာနဲ့သူကအပေါ်ရောက်နေပြီအဲ့တော့ ဟို balance ကမညီတော့ control မလုပ်နိုင်တဲ့အခါကျပစ္စည်းရအရန်กว่าအရန်กว่าအရန်ကောင်းတာနဲ့အရန်မကောင်းတာနဲ့กว่าတဲ့အခါကျလူရအဲ့လို control လွတ်ကုန်ပြီးတော့အကုန်လုံးဟိုနှိမ့်ချိန်လိုက်မှလေ့ကျင့်ထားရတဲ့ဟာပြုတ်ကျကုန်တာပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အခါကျအလကားနှမျောစရာဖြစ်တာပေါ့နော်အဲ့တော့ဟိုဖြစ်နိုင်တော့ဟိုထားတဲ့အနေနဲ့ဖြစ်စေချင်တာပေါ့နော်ဖြစ်စေချင်တာအဲ့လိုပပုံးမှုအားကောင်းကောင်းလေးနဲ့ပေါ့နော်အားကစားနည်းအားလုံးမျှတအောင်လို့ထားတဲ့ကအားပေးစေချင်ပါတယ်ဘာလို့လဲဆိုတော့ဟို promote လုပ်ပေးမှာဒီအားကစားနည်းကိုဟိုတက်နိုင်တဲ့သူအကုန်လုံး promote လုပ်ပေးမှာအော်ဒီအားကစားနည်းကဒီမှာရှိပါလားဒီအားကစားကစားရင်မဖြစ်ပါလားဆိုပြီးလူတွေကိုပေါ့နော်အားကစားကိုစိတ်ဝင်စားမှုများလာအောင်ပေါ့ဖြစ်စေခြင်းလေဘာလို့လဲဆိုတော့နိုင်ငံတစ်ခုမှာအားကစားနည်းရတယ်အရင်အားကစားနည်းတိုးတက်မှုကလည်းအရင်ကအရေးပါအရာရောက်တဲ့ဟာဖြစ်တယ်ပေါ့နော်ဟိုအခုဆိုရင်တော့စီးကိန်းပြိုင်တယ်ဟိုစီးကိန်းမှာမြန်မာရဲ့ level ကနောက်ကိုရောက်နေတော့ဆိုအားကစားနည်းအရင်ထိုးကြတယ်ဟိုအရင်တော့ဆိုလို့ရှိရင်အဲ့လိုမဟုတ်ဘောနော်မြန်မာရအရင် တော်ကြရဲအပိမှုအရင်များကြအဲ့လိုမျိုးဆိုထက်အနေနဲ့အကစားကနိုင်ငံတစ်ခုမှာလည်းအဲ့လိုမျိုးဟိုအရင်အေးပါတဲ့အတွက်အကစားအရင်ထိတ်ဆုံးရောက်စေရတယ်အဲ့တော့ဟိုတက်ဆိုင်ရအစိုးရလူကြီးကလည်းအပိမှုတန်ဖိုးမှုတွေလုပ်ပေးကြပါနောက်ပြီးတော့တဦးတယောက်ချင်းစီကအစားပေါ့နော်ဥမာမိဘရအစားကစားရဲ့ကလေးရအစားစိတ်ဝင်စားလေးနေပေါ့နော်အဲ့လိုမျိုးအပိမှုတွေလုပ်ပေးကြပါလို့ပြောချင်ပါတယ်ရှေ့ဟုတ် ထားတဲ့ဟိုအနုပညာဘိုင်းမှာဆိုရင်လည်းပေါ့နော်ထားတဲ့ဟိုတက်နိုင်တာထပ်ပို့ပြီးတော့ဟိုပြည့်တက်ကို assessment တွေပဲချပြခြင်းပါတယ်အဲ့တော့ထားတဲ့ဟိုအနုပညာဘိုင်းမှာဆိုရင်တော့ကို action ဘိုင်းဆိုရင်လည်းထားတဲ့လူစားမထုတ်ပဲကိုယ်တိုင်အရင်စူးစမ်းပြီးတော့လုပ်ပါတယ်အဲ့လိုတရုတ်ဆောင်ဆိုလို့ထားတဲ့အများကြီးလေ့ကျင့်ပြီးတော့စူးစမ်းနေပါတယ်ဒီအဲဒီဒီဘက်ဘိုင်းပေါ့နော်အားကစားဘိုင်းဆိုလို့ရှိရင်လည်းထားတဲ့အချိန်ကို ဟို balance လောက်ထားပြီးတော့ဟိုဘက်ဒီဘက်ညတအောင်ပေါ့နော်စနေတနင်္ဂနွေကိုကိုကိုရိုင်းလဲကစားဖြစ်တယ်ပြီးတော့ခလေးတွေကိုလည်းပြန်ပြီးတော့အတင်ပြပေးတဲ့အခါကျပေါ့နော်ခလေးရဲ့ ဟို lifestyle လေးပြောင်းလဲလာမျိုးလေးရှိတော့အဲ့ဟာကိုလည်းပုံမှန်လေးလုပ်ဖြစ်နေပါတယ်အဲ့တော့ထားတဲ့ရှေ့ဆက်ပြီးတော့လည်းအဲ့လိုမျိုးပေါ့နော်ဒီအားကစားဘက်ကိုရောဟိုအနုပညာတရားဆောင်ပိုင်းဘက်ကိုရောပြီးတော့ brighter ဘိုင်းဆိုင်ရပါပေါ့နော်အကောင်လုံးသုံးခုလုံးထားတဲ့ balance မီမြအောင်လို့အချိန်လေးညှရပြီးတော့အမြဲစူးစမ်းနေပါတယ်ထားတဲ့စူးစမ်းတဲ့မြအရာတိုင်းကထားတဲ့ဟိုစကားပြောတဲ့အာဆာထားတဲ့တရားဆောင်ပိုင်းကအစားအားကစားကလေးတွေကိုသင်ပေးရကိုကိုယ်ကိုယ်လည်းလောက်တာအစားထားတဲ့ဘယ်ညာမှမလိမ်ညာပဲနဲ့ထားတဲ့ပြည့်သက်ကို ထထက်စိတ်ထက်အရင်လည်းဖြစ်ပေါ်လာတဲ့အဆင်မန်တွေပဲအမြဲပေးခြင်းပါတယ်။အဲဒီတော့ထထက်ကိုကောင်းသည်ဆိုးသည်ဖြစ်စေလဲပိတ်သက်ကအမြဲတမ်းဝေဖန်ပေးနိုင်ပါတယ်။ထထက်ဒီထက်ပို့ပြီးတော့လည်းအများကြီးကြိုးစားပါမယ်။